ဩစတြေးလျရဲ့ PR visa အကြောင်းနည်းနည်းလေးပြောပြမယ်ပေါ့သူ့ရဲ့ကောင်းတဲ့အချက်ကလေးတွေကတော့ PR ရမယ်ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်ပြီးတော့9000ကျော်လောက်သူတို့ကအရှိအမဆိုလို့ရှိရင်လက်ခံတယ်ဒါပေမဲ့ခုနောက်ပိုင်းသူတို့တော်တော်လေး visa တွေကို drop လုပ်မယ်လို့တော့ဒီမှာရေးထားတယ်အလုံးမဲ့မင်္ဂလာပါဒီနေ့ Fanglish Culture Pinging ရနေပြီးတော့မှာကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ working professional ပေါ့နော်မြန်မာလူမျိုးတွေအတွက်ကိုကိုယ်နိုင်ငံပြောင်းချင်တာပဲဖြစ်ဖြစ်လက်ရှိဟလာထားလိုက်ပါတော့ပေါ့နော်ဟိုစင်ကာပူတို့ဒူဘိုင်တို့မှာ working professional တွေအနေနဲ့လုပ်လုပ်နေကြတာအဲဟိုမှာ IT professionals တွေနောက်ပြီး agriculture တွေ teaching jobs တွေလုပ်နေတဲ့သူတွေပေါ့ education မိုင်းနဲ့ပတ်သက်တဲ့သူတွေ construction engineer ဟလာနောက် chef တွေပေါ့နော်အဲပြီးရင် electrician တွေ welder တွေ plumber တွေနောက်ပြီးတော့ diesel mechanic တွေအဲ့တော့ ကိုကလက်ရှိ PR မပေးတဲ့နိုင်ငံမှာနေနေတယ်ဟာလက်ဟိုရေရှည်ကိုလည်း long term ကိုကြည့်လိုက်တဲ့ခါကျတော့သာသမီရှိတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့ဟလာနောက် single တွေကိုက PR ပေးတဲ့နိုင်ငံတနိုင်ငံရွှေ့ကျင်တယ်ဆိုရင် Australia ကိုထည့်ပြီးတော့စဉ်းစားတင်တယ်ဒီနေ့ Australia ရဲ့ PR visa အကြောင်းနည်းနည်းလေးပြောပြမယ်ပေါ့သူတို့ဒီ visa ကို launch လုပ်ခဲ့တာတော့ကြာပြီဟာလာဒါပေမဲ့အခုဒီလွန်ခဲ့တဲ့ဒီ May 2025လောက်မှာပေါ့နော်သူတို့ထပ်ပြီးတော့ အဲ updates လေးတွေနည်းနည်းကြည့်နေရတယ်နော် updates တွေနည်းနည်းကြည့်နေရတဲ့ခါမှာချက်ပြီးညသတင်းဖတ်တဲ့ခါကျတော့အဲ့ဒါလေးကြီးကြည့်တော့အခု knowledge sharing အနေနဲ့ချက်ပြပြပေးမယ်အဲ့တော့သူတို့ဒီ labor government ကနေပြီးတော့အဲ continue လုပ်ထားရပေါ့ဟာလား Australia's labor government is set to continue its uh, current migration policies so the policy would tap your continue လုပ်တယ်ဒါပေမဲ့နောက်ထပ်မေ၆ရက်နေ့2025မှာသူတို့အဲလုပ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဘာနောက်တစ်ခုပါလာလဲဆိုတော့ ဒီကောင်ကိုထပ်ပြီးတော့ continue လုပ်မယ်ဒါပေမဲ့ Titan International Student Visa Laws ဖြစ်သွားတယ်ပေါ့ကျောင်းသား visa ရေးနည်းနည်းကြက်မယ်လို့တော့ရေးထားတာတွေ့တယ်အမ်ဒါပေမဲ့ချက်ပင်ကတော့ဒီ working professional ဆိုတဲ့အတွက်ကိုဦးစားပေးပြီးတော့ပြပြသွားမှာပေါ့နော်ကျောင်းသားနဲ့ပတ်သက်တဲ့သတင်းတွေပဲဖြစ်ဖြစ်အ study abroad လုပ်တာ education နဲ့ပတ်သက်တာတခြား knowledge sharing လေးတည်ခြင်းချက်ပင်ရဲ့ Foundish page ကို follow လုပ်ထားပါ YouTube channel TikTok မှာလည်းတွေ့ကြည့်လို့ရတယ်ပေါ့အော် okay အ uh, uh set me solution သူတို့နောက်တစ်ခုကကြာတော့နောက် changes တစ်ခုကပါလဲဆို increase salary thresholds လာစားနေဒီ skill visas ကို salary threshold နဲ့လည်း increase လုပ်မယ်ပေါ့နော်အမ်ဒီမှာလည်းထည့်ရထားတဲ့ potential hikes in student visa fees လို့လည်းရေးထားသေးတယ်အဲတော့ student visa fees ကတော့အရှိမသူတို့ဟိုပါပေါ့အာ900ကနေပြီးတော့1600လောက်ကြီးတက်သွားမယ်ပေါ့နော်အဲမမသိမသိနော် ကျွန်တော် US ကိုသွားရင်185 US dollars ပဲလीเนาะအဲ့တော့အမ်နောက်ပြသူရှိမှာလေဒီအင်ဒီယန်ကျောင်းသားတွေအရန်ကိုများလာရယ် second largest migrant group ကကြတော့အင်ဒီယန်တွေဖြစ်နေတာပေါ့ it has grown significantly အင်ဒီယန်ကျောင်းသားတွေအရန်များတော့သူ short ချမယ်ပေါ့အဲ့လိုမျိုးဆိုတော့အမ်အခုသူတို့အဲ့ဒါတွေတည်တည်တတ်တာအဲ့တော့ Indian nationals က student visas က5016 9000ကျော်လောက် သူတို့ကအရှိမီမှဆိုလို့ရှိရင်လက်ခံတယ်ဒါပေမဲ့ခုနောက်ပိုင်းသူတို့တော်တော်လေး visa တွေကို drop လုပ်မယ်လို့တော့ဒီမှာရေးထားတယ်အဲ့တော့သူတို့ဒီ visa ကို launch လုပ်ခဲ့တာတော့ကြာပြီဟာလာဒါပေမဲ့အခုဒီလွန်ခဲ့တဲ့ဒီမေ2025လောက်မှာပေါ့နော်သူတို့အဲထပ်ပြီးတော့အဲ update လေးနေနေကြည်နေရတယ်နော် update လေးနေနေကြည်နေရတဲ့ခါမှာချက်ပြီးညက်တရင်ဖတ်တဲ့ခါကျတော့အဲ့ဒါလေးကြီးကြည်တော့အခု knowledge sharing အနေနဲ့ချက်ပြပြပေးမယ်အဲ့တော့သူတို့ဒီ labor labor government ကနေပြီးတော့ uh continue လုပ်ထားရပေါ့ဟာလား Australia's labor government is set to continue its uh current migration policies so the policy would to be continue လုပ်တယ်ဒါပေမဲ့နောက်ထပ်မေ6ရက်နေ့2025မှာသူတို့အဲလုပ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဘာနောက်တစ်ခုပါလာလဲဆိုတော့အဲဒီကောင်ကိုထပ်ပြီးတော့ continue လုပ်မယ်ဒါပေမဲ့ Titan International Student Visa Laws ဖြစ်သွားတယ်ပေါ့အကြောင်းသား visa တွေနည်းနည်းကြက်မယ်လို့ရေးထားတာတွေ့တယ် အမ်တမချက်ပင်ကဒီ working professionals တွေအတွက်ကိုဥစားပေးပြီးတော့ပြပြသွားမှာပေါ့နော်။ကျောင်းသားနဲ့ပတ်သက်တဲ့တင်ပြတွေပဲဖြစ်ဖြစ်အ study abroad လုပ်တာ education နဲ့ပတ်သက်တာတခြား knowledge sharing တွေတည်ခြင်းချက်ပြီးပြီးရဲ့ foundish page ကို follow လုပ်ထားပါ YouTube channel TikTok မှာလည်းတွားကြည့်လို့ရတယ်ပေါ့။ဟာ okay အအဲဆက်မယ်ဆိုလို့ရှိရင်တို့နောက်တစ်ခုကကြတော့နောက် changes တစ်ခုကပါလဲဆို increase salary thresholds လာစားနေပြီ disco visas တွေကို salary threshold နည်းနည်းလေး increase လုပ်မယ်ပေါ့သူတို့ကနေပြီးတော့ဒီအလုပ်ကိုရှောက်မယ်အလုပ်ရသွားရင်သုံးနှစ်နေရမယ်သူတို့သတ်မှတ်ထားတဲ့ဒီ salary threshold ကိုကိုကရောက်ပြီဆိုလို့ရှင် PR ကိုသုံးနှစ်အထိအမှနေပေးရမှာပေါ့နော်သူ visa ကိုဆက်ဆက်ချင်းအလုပ်ရမယ်ဆိုတော့၅နှစ်နေလို့ရတာပေါ့ပြီးတော့မှ PR ကိုရှောက်လို့ရှင်ပုံညံတယ်အဲ့တော့ကိုကတကယ် country side လေးတွေကြိုက်တယ်အေးကျန်ကျန်နေကျန်တယ်ဆိုလို့ရှင်လည်းသွားလို့ရတယ်ဟာလာအများကြီး ตาตาတယ်ပေါ့ Australia ဘက်မှာဆိုရလဲလीเนาะအဲ့တော့ Melbourne လို့ Sydney လို့တော့မဟုတ်ဘူးခုနပြောရဲ့နေလေးလေးမှာပေါ့ဟာလာအဲ့တော့သူ491 visa ဆိုရဲအဲ့ဒီအလုံးလျှောက်တဲ့ဟာနေပြီးတော့မှ191ဆိုရဲ PR pathway ကိုသွားလို့ရတယ်အဲ့တော့ shipping ကြီးအကြံပေးချင်တာအရှိန်မှာ Germany လို့ Australia လို့အကြောင်းလို့ပြောပြီးသွားပြီ Australia အကြောင်းကိုပြောချင်တာ အဲ့တော့တကယ် high demand jobs ကြီးကကိုနဲ့ကိုက်မကိုက်ကိုတေချာလေး research လုပ်စီချင်တယ်။ကိုက proactive ဖြစ်ရမယ် flexible ဖြစ်ရမယ်ဒီလိုမျိုးဟာကိုစပြီးစိတ်ဝင်စားပြီးဆိုရင်နောက်ပြီးတော့ English English နဲ့ပတ်သက်ပြီးတော့လေကိုယ့်ရဲ့ English skills ကိုမြင့်တင်ထားတဲ့လေပေါ့။ဟာမဟုတ်ဘူးဟိုကိုကဗမာပြည်မှာနေလို့ဟလာ English စကားအဲ့လောက်မရဘူးဆိုရင်မလုပ်နဲ့။နည်းနည်းလေးတော့ကိုကိုကိုဟို English ကိုနေစင်တဲ့အများဟလာတနေ့ကိုမိနစ်20မိနစ်30လောက်ဆိုရင် enough ဖြစ်တယ်လေနော်။ IELTS ကတော့ဖြေရတယ် okay သူတို့ရဲ့ဒီ regional ဟာထဲမှာပါတဲ့ဟာလေးတချို့ချက်ပြပြမယ်ပေါ့နော်အဲ South Australia Tasmania parts of Western Australia uh, New South Wales Victoria Far North Queensland အဲ့ဒါတွေကဒီ uh, occupation list တွေသူတို့ရဲ့ဒီ uh, government regional government ကနေပြီးတော့ announce လုပ်တယ်ဘယ်လုပ်တွေဘယ်လုပ်တွေဘယ်လုပ်တွေကိုခေါ်နေပါပြီလာစာဘလော့ကနေဘလော့ဆိုတာမျိုးလေးနေပေါ့နော်အရင်တင်တင်တယ်လို့ဒီရဲ့နောက်ဆက်တွဲဗီဒီယိုလေးချက်တင် သင်မှုစူးစမ်းပါအောင်မယ်နော်အားလုံးတို့အကျိုးရှိမယ်လို့လည်းထင်ပါတယ်ဟာလာချက်ဗီဒီယိုတွေကြည့်လို့ရှိရင်အချိန်မကုန်အောင်လို့ချက်အကောင်းဆုံးတော့တေချာ refresh လုပ်ထားပေးတယ်ပေါ့ဟာလာအကူလည်းတရင်ဖတ်တဲ့သူဆိုတော့ပေါ့အဲ့ visa it last 5 years သူရဲ့ကောင်းတဲ့အချက်ကလေးတွေကတော့ PR ရမယ်ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာအေးဆေးဆေးလေးဟာလာဟိုလာစားရလည်းအရင်မများပဲမယ်နေစိတ်စားစိတ်ကလည်းဟိုအရင်ကြီးမကြည့်ဘူးအဲ့ဒါလည်းကောင်းတယ်အဲ့တော့ it's going to be less competitive than city jobs city jobs တွေတကယ်မြို့ကြီးတွေ city လိုပါတော့မှအလုပ်လျှောက်လို့ရှိရင်ရနိုင်ကြရဟို competitive ဖြစ်တယ်ဒီမှာဆိုရင် less competitive ဖြစ်မယ်ပေါ့ကောင်းတာနောက်တစ်ခုကကြာတော့ပေါ့နော်အဲ့တော့ visa ငါနှစ်ရမယ်အဲအဲ့အတွက်ကအချိန်ပေးရတယ် visa processing time ကကြာတော့လေ up to 15 months လို့တော့တွေ့တယ်အသက်က55နှစ်လောက်ထိပဲသူတို့လက်ခံတယ်ပေါ့အဲ့ဒီဟာတခုရှိရဲ့ပေါ့ Australian dollar 9,300လောက်ကိုသူတို့ကအဲ့လိုမျိုး ရတယ်ဆိုလို့ရှင်ဒီ taxable income ကပေါ့เนาะအဲ့ဒါဆိုလို့ရှင်191 permanent residency visa ကိုရှောက်လို့ရတယ်အဲ့တော့ it's going to be less competitive than city jobs city jobs တကယ်မျိုးကြီးတွေစီတီလိုပါလို့မအလုပ်ရှောက်လို့ရှင်ရနိုင်ကြရဟို competitive ဖြစ်တယ်အဲ့တော့ visa ငါနဲ့ရမယ်အဲ့အဲ့အတွက်ကအချိန်ပေးရတယ် visa processing time ကကြာရောလေအာ up to 15 months လို့တော့တွေ့တယ်အသက်က45နှစ်လောက်ထိပဲသူတို့လက်ခံတယ်ပေါ့ အဲ့ဒီဟာတခုရှိရဲ့ပေါ့အဲ့တော့ um Australian dollar 93900လောက်ကိုသူတို့ကအဲ့လိုမျိုးရတယ်ဆိုလို့ရှင်ဒီ taxable income ကပေါ့နော်အဲ့ဆိုလို့ရှင်191 permanent residency visa ကိုရလို့ရတယ်อืมအဲ့တော့ကနေဒါတို့ဘာလို့ဆိုလဲရှိမှပြောခဲ့တယ်ကနေဒါတို့ဘာလို့ဆိုလဲအဲ့လိုမျိုးကြီးကောင်းတယ်လို့နော်အကူက ဟိုသူက point base နဲ့တော့သွားတာတော့ဟုတ်တယ်ဒီကိုရဲ့ qualification အရာရော language ဒီဟိုဟာတင်ထားတာမျိုး IELTS ရဲ့ score တွေအရင်ကောင်းတာမျိုးလေးဆိုလို့ရှိရင်ကဟိုစဉ်းစားလို့ရတယ်သူတို့ရှိမှတကယ် professionals တွေလို့နေရလीเนาะသူတို့လူမျိုးတွေကတချို့မလုပ်တဲ့အလုပ်တွေရှိတယ်အဲ့ဒါတွေကကိုတွေအတွက်အခွင့်အရေးတော့ဖြစ်လာနိုင်တာပဲလीเนาะဆိုရခါကျတော့အဲ့တော့နည်းနည်းလေးစိတ်ဝင်စားနေတာလေးတွေကိုဝေရှားကြည့်ကြပါပေါ့เนาะဝေရှားကြည့်ကြပါအလုပ်တွေအကျိုးရှိလိမ့်မယ်လို့လည်းချက်ပြီးငါထင်ပါတယ် အဲ့တော့ဟိုကျောင်းသားကြီးအနေနဲ့ကလည်းဟိုမှာရောက်ထားပြီးသားဆိုလို့ရှိရင်ရှောက်လို့ရတယ်ကျဲပညာငယ်ချင်းဆိုလို့ရှိရင်သူကအဲ့ဒီဟိုမှာ master သွားတက်တယ်တက်ပြီးတော့မှသွားတာကိုရှောက်တယ်ရှောက်ပြီးတော့အမေရောသူ့ဝိမိသားစုဝင်တွေကိုသူခေါ်တယ်ပေါ့ဟာလားဒါပေမဲ့အလုတ်ကန်ကျွန်တော်မြူကြီးတွေမှာကိုရီမြန်မာပြည်နေနဲ့ဝင်တိုးလို့ ကဟိုတကယ်သူတို့တွေရဲ့ website တွေဝင်ဖတ်လိုက်လို့ရှိရင်ဘယ်လောက်ကဘလောက် salary ပြီးတယ်ဘယ်လောက်ကဘလောက်ဒါပေမဲ့ဟိုတချို့တွေဆိုလို့ရှိရင်လည်းဟိုရှောက်ထားတာအရင်ကြနေပြီဘာမှမလာသေးဘူးဆိုတာနည်းနည်းဟိုအချိန်တခုကတော့စိတ်ရှိလက်ရှိနေတော့စောင့်ရတယ်ပေါ့ဟာလာကိုအလုံးမထွက်ခင်ဟိုဒါတွေကိုအရင်လှုပ်ထားကြည့်လို့ရတယ်ပေါ့နော်ပြီးကြတော့မှကိုကနေပြီးတော့ မျိုးအသေးမှမနေခြင်းမျိုးအကြီးကိုပြန်ပြအဲ့မျိုးတွေမှာဆိုရင်လည်းချစ်ပင်ကြီးအခုလေ့လာရဆိုရင်သူက boss တွေဟာ Uber တွေလည်းရှိရဲ့တကယ်ကို thriving ဖြစ်နေတာနော် thriving ဖြစ်နေတဲ့မျိုးလေးတွေဟာလားဟိုမျိုးကအញ្ញမ်းမကြီးဘူးပြင်မဲ့ thriving ဖြစ်တဲ့ growing ဖြစ်နေတာကိုပြောချင်တာပေါ့နော်ဆိုတော့ okay ပါအဲ့တော့အဲနောက်ထပ် a peer pathway ရှိနိုင်တဲ့နိုင်ငံတွေနိုင်ငံတချို့ရဲ့ အကြောင်းသားတွေအတွက်အခွင့်အရေးတွေအချက်ပြီးတွေ့တွေ့တယ်လို့လည်း share ပေးပါအောင်မယ်လို့ပြောရင်ဒီဗီဒီယိုအဆုံးသတ်လိုက်ပါရစေ။အားလုံးပဲသိချင်တာရှင် comment တွေပေးခဲ့ပေးပါအချက်ပြီးတွေ့တဲ့နိုင်ငံတော့ team ကလည်းဖြေပေးပါမယ်လို့ပြောရမယ်။အားလုံးပဲကိုလိုချင်တဲ့ goal ကိုသွားချင်တဲ့နိုင်ငံကို migrate လုပ်ချင်တဲ့နိုင်ငံတွေကိုအချိန်တိုတွင်းမှာထိထိရောက်ရောက်နဲ့ပြင်ဆင်ပြီးတော့ရှောင်းလန်းနိုင်ကြပါစေ။အောင်မြင်ကြပါစေလို့ဆုတောင်းနေဒီဗီဒီယိုလေးကိုရက်လိုက်ပါရစေနော်။အားလုံးပဲ bye bye